အရင်တည်းကဟိုဒီညီမတွေရဲ့ relationship ကလည်းကိုရီလည်းမော်ရီလောက်ထဲကအာမိုင်းချောရန်နာတို့ဒီရန်နာဟိုတနာဘူတို့တိရောဟိုချစ်တယ်လေအမဆိုလို့ရှင်ဘီတို့ပွဲတွေပိုင်းတော့တွားအောင်ဆိုလို့ရှင်တနာဘူလေးကမော်ရီလောက်ခါစားပဲရှိသေးတယ်အမကလည်းမော်ရီပဲဘလိုပဲဖြစ်ကိုညီမလေးအဲ့နောက်ပြည့်တဲ့ချိန်မှာဖြစ်တဲ့ခံစားချက်ကိုဟိုနားလဲပါတယ်အဲ့လိုမျိုးတယောက်ကကိုအဲ့လိုမျိုးပေါ့နော်အိမ်နောက်ပြီးမှမို့လို့မောင်မွဲဖြစ်ဖြစ်ညီမရဲ့ဖြစ်ဖြစ်ပေါ့သူတို့အိမ်နောက်ပြီးမှမို့လို့သူတို့မိန်းမနဲ့သွားနေတော့မယ်ကိုနဲ့တူတူမနေတော့ဘူးတသင်မောင်ကလည်းသူ့မျိုးသားနဲ့သွားနေရမှာဆိုတော့အတင်းကောင်မအယမ်းကောင်မ ့မိသားစုတွေကကိုညီမပေါ့နော် အမကြီးမိရဆိုတဲ့အတိုင်းကိုသားသမီးတယောက်လို့ကိုသမီးလေးတယောက်လို့သူ့ထွက်ထွက်ရောက်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ဒါပေမဲ့အားမရပါဘူးဒါတော့ပြန်လေးပြအားမရဘူးခလေးဆိုတော့လေကိုရောလုံးလာခဲ့ရတာပေါ့နော်သူတို့ကအရှင်မမကြီးပါလဲရှိထားတဲ့ခါကျနေတော့ပေါ့အားမရဘူးဒါပေမဲ့လေဖြစ်နေခြင်းတာပေါ့အားမရတာတပိုင်းပေါ့ဖြစ်နေခြင်းတဲ့စိတ်ကတပိုင်းပေါ့နော်အမတိုင်းကတော့ကိုညီမလေးတွေကိုအောင်မြင်တာကိုထုတ်ဆွဲရင်ဆွဲရမစေငါညီမအမီမီငါညီမဖြစ်ပြီဆိုလို့ရှိရင်ပန့်ပိုးပိုးတက်ကအားလုံးက ဟိုရှေ့ကြမှာပဲအဲ့ထဲမှာလည်းပြီးလည်းအပောင်ဝင်ပေါ့အဲ့ဒါတော့လေဒီမောင်ရဲ့ဒီကျဲနေကြတော့တက်နေကွာတာကြောင့်လေပါမယ်အဓိကစိတ်ပဲတစ်နှစ်ပဲကွာကွာနှစ်နှစ်ပဲကွာကွာသုံးနှစ်ပဲကွာကွာတချို့ဆိုလို့ရှိရင်ဆယ်နှစ်กว่าရေမောင်နှမရေရှိရေညီမရေရှိရေချို့ဆို15နှစ်လောက်กว่าတောင်ရှိရေဒါပေမဲ့အဓိကစိတ်ပဲအဓိကဘီတို့ကကြတော့ဟိုဘယ်လိုပြောလဲလူပြောက်တန်ဟောင်းစင်ကြီးတာတန်ဟောင်းစင်ကြီးရတူလည်းဖြစ်တော့ဆက်ရလဲအဲ့လိုနှုတ်တယ်မသိရင် စကားပြောအမြင်နဲ့ဟိုအလုံးလုံးတာတော့ပြီးမြင်မြင်မယ်နှလုံးသားလေးကနူးနူးလေးထွက်တဲ့ခါကျတော့လူရောတန်ရောက်စင်ထွက်တတ်တယ်အာဒါမိသားစုဆိုတော့ပို့ဆိုတာပေါ့တန်ငယ်ချင်းမိတ်ဆွေဆိုရင်တော့မှကိုယ်ကနည်းနည်းလေးဇက်လောက်ကောင်းအများကြီးပြန်ပြီးတော့ဟိုပြန်ပြီးတော့သူကိုယ်ပိတ်ဆက်နေကိုဘာပြန်ပိတ်ဆက်မလဲဆိုတာမျိုးအဲ့လိုစဉ်းစားနေရလူဆိုကိုယ်ကိုချစ်တယ်ကိုယ်ကိုခင်တယ်ဆိုရင်ဘာကြည့်ရမလဲဘာပေးရမလဲဆိုတော့အတွေ့အမျိုးပဲရှိတာဆိုတော့လေမိသားစုဆိုတော့ပို့ဆိုတာပေါ့အာကိုညီမလေးဆိုတော့ကိုယ်တမီးလေးလိုပဲမြင်သူ့ဆိုတော့တမီးပဲခေါ်တာ မီးကိုသမီးလည်းရှင်သမီးပဲအရင်နေ့ကလည်းသမီးကမဝဲခင်နေ့ကလည်းသမီးသမီးနဲ့ပဲစကားပြောတာအမကလည်းအဲ့လိုမျိုးဆိုတော့ကိုသမီးလေးလိုပဲဟောနော်အဲ့လိုမျိုးဟုတ်ဟိုတလို့ဆိုလို့ရှိရင်မချောဟုတ်ဟာတွေ့တယ်အဲ့ဒီရဲ့ဒီဒီမ relationship တွေတက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဒါမောင်တို့ဟိုဟာဒီမရဲ့ဒါ relationship တွေဆိုလို့ရှိရင်တက်လာကြတယ်နော်အော်ကန်ကောင်းလိုက်တာဒီလိုအမမျိုးပိုင်ဆိုင်နေလိုက်တာဖြစ်နေဖြစ်နေ အရင်တည်းကဟိုဒီညီမတွေရဲ့ relationship ကလည်းကိုရီလည်းမော်ရီလောက်ထေကအာမိုင်းချောရနာတို့ဒီရနာဟိုတနာဘူတို့တိရောဟိုချစ်တယ်လေအမဆိုလို့ရှင်ဘီတို့ပွဲတွေပါရင်တော့သွားမှာဆိုလို့ရှင်တနာဘူလေးကမော်ရီလောက်ခါစားပဲရှိသေးတယ်အမကလည်းမော်ရီပဲအဲ့တော့မော်ရီလောက်တော့ဆိုလို့ရှင်လေတနာဘူလေးပါတယ်လေအာသူညီမလည်းသူခဲလို့တာမြင်ရတာပဲလေနော်အဲ့လိုမျိုးဆိုတော့အရင်တည်းကကိုရီတိတ်ပိသားဆိုတော့လေထရေထူးတော့တိတ်တော့မရှိဒါပေမဲ့မိဘအမတယောက်နေနေလဲဒါအခုချိန်ထိဘယ်လိုဖြစ်ကိုညီမလေးအင်တာဗျူးရဲ့အချိန်မှာဖြစ်တဲ့ခံစားချက်ကို ဟိုနားလဲပါတယ်အဲ့လိုမျိုးအမျိုးစုံရှိရတိလားအချို့ကကြလဲသူကကောင်းတယ်ငါခုမှလည်းငါလက်လွတ်တော့တာလဲရှိသောရှိလိမ့်မယ်နောက်တစ်ချက်နောက်တစ်ချက်ကကြတယ်ငါညမလေးဟိုအော်အဲ့ဆိုငေါင်းနဲ့အိမ်ခွမ်းနေတော့မှလား तू ကသူတို့နဲ့အတူနေတော့မှလားဘယ်လိုဆိုရင်တော့ခင်မခံလိုက်ဘူးလို့ရှိမလဲဆိုကိုကကြအတူတူနေနေရဆိုတော့အဲသူတကယ်လို့အိမ်နောက်ပြုတ်လို့ဆိုရင်သူ့ရောက်ကြရင်သွားနေရဆိုလို့ရှိရင်ဘီကငိုမှာအေးအဲ့ဒါကျတော့အမေတရက်တော့ပြုတ်သွားရင်တော့မှငိုတာဆိုတော့လေအဲ့လိုကျတော့ဘီကကိုကမိသားစုလို့သူ့ကိုစွစွရုံရှိကြလို့တော့မှ ဟိုတိုက်ခန်းလေးရနေပြီးတော့မှပွက်ဆံလေးဆုဆက်ပြီးဓာတ်စုလေးနေရအောင်ဆိုပြီးတော့ဘေးကဟိုအင်္ဂလိပ်ဆောက်ပြီးတော့နေတာဆိုတော့ဆွဆွရေရောနေကြတာပြီးရဲ့ဘဝဟိုနော်အဲ့တော့တယောက်ကကိုအဲ့လိုမျိုးပေါ့နော်အိမ်နာပြီးမှမို့လို့မောင်မွေးဖြစ်ဖြစ်ညီမရဲ့ဖြစ်ဖြစ်ပေါ့သူတို့အိမ်နာပြီးမှမို့လို့သူတို့မိန်းမနဲ့သွားနေတော့မယ်ကိုနဲ့တူတူမနေတော့ဘူးတသက်မောင်လည်းသူ့မျိုးသားနဲ့သွားနေရမှာဆိုတော့အသိငုံမှာအယမ်းငုံမှာအဲအဲ့လိုမျိုးကြာရင်လျှောက်မလဲကိုနဲ့တူတူရှိနေညီမတယောက်က ခုနကမရှိတော့သူများရင်ကိုရောက်သွားမယ်ဆိုတော့လေအခုကျညီမတူတူရှိနေတခုပြောချင်တာညီမဆိုအဖော်လဲရတယ်တော့ကရင်လာတယ်ဆိုမိုင်းတမိဘာဘကမလဲတမိကိုဆင်းမယုံဒါလေးကရန်နာဆင်းမယုံအင်းကြီးကဒါတမိနဲ့လိုက်ရလားရှစ်တင်မိုင်းမယ်ဆိုလို့ရှိရင်စကစ်ကဘလိုရိုက်ကမှာလဲအိုက်နေဘလိုကမှာလဲညီမလေးကိုအများကြီးပြပြလို့ရတယ်ပေါ့နော်အဲ့ခါကျတော့အဆင်ပြေတယ်အခုတကယ်လို့သာသူအင်တာဗျူးမယ်ဆိုရင်တော့ကိုကငိုမှာအခုသူမရှိတာပြင်သွားတယ်မလာသေးဘူးလားကြာနေပြီနင်ကမြင်လာတော့လေမိုင်းနာစောင့်နေတယ်မအိပ်သေးဘူးအမေလိုပဲစိတ်ပူရတယ်ဟုတ်ကဲ့ခမုံကြီးမွေးနေ့မှာဟိုခမုံရဲ့ အာတားတပည့်ပေါ့နော်ဟိုဖုံဖုံဥစဉ်ဘလူးနဲ့အတူတူဝတ္ထုငွေရောအဲပြီးတော့လိုအပ်တဲ့ဒီ900သားသမီးအတွက်ပေါ့နော်ဒီအနေရဆိုင်ကသမားရဆိုရင်လည်းဖုံဖုံကအာမွေးနေ့မှာမဟုတ်ဘူးတခြားသောအချိန်တွေမှာလည်းအများကြီးလိုလိုလှူနေကြပါတော့အဲ့တော့ခေါင်းရဟိုတကယ်ကိုမရှိသင်ရတဲ့900သားသမီးကိုလည်းဟိုဝတ္ထုငွေတွေရောစားပြတောက်စရာပေါ့နော်ဆန်စီစားအစအနောက်ဆုံးပေါ့နော်ဟိုဟိုတတိဝလန်တွေကအစပေါ့နော်ဖုံဖုံကတေးချာချာလေးစစ်စစ်ပြီးတော့မှအဲအိမ်မှာတုံးတဲ့လူတုံးကုန်ပစ္စည်းတွေကအစပေါ့ဖုံဖုံကဒီနေ့လှူတာပေါ့နော် အာဆိုတော့ဟိုပီတိဖြစ်ရတယ်ပေါ့နော်ဖုံဖုံတို့အများနဲ့လည်းလှူနေတယ်အခုလိုမျိုးဖုံဖုံကြီးကမွေးနေမှာလည်းလှူတာဆိုတော့ဟိုကုသိုလ်တွေကတော့ဒါဖုံဖုံတွေကဟိုငဘိုးတွေကမှဖုံဖုံတွေဆိုတာကတကယ်ဟိုတမာတိနဲ့ပြည့်စုံတယ်ပေါ့နော်အခုလိုအလှူတွေခုနှစ်သားသမီးကထပ်ပြီးတော့မှဖုံဖုံတွေကပါအလှူကလှူပေးရဆိုတော့ဒီလိုကလည်းဒါဟိုပီတိဖြစ်ရပေါ့နော်ဟုတ်ဖုံဖုံကြီးကတတ်တော်82နှစ်ပြည့်ပေါ့နော်အာအလိုရေဖုံဖုံဆရာတော်ဘုရားကြီးဒီထက်မကအာကျမ်းမာတက်ရှိတာနဲ့ အများကြီးအများကြီးထပ်ပြီးတော့မှတာဝန်အားဖြည့်နိုင်ပါစေလို့အာဆုတောင်းပေးပါတယ်ဟုတ်